ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါတာတာရှင်းလေးမှပြန်လဲကြိုဆိုလိုက်မယ်နော်ဒီကနေ့ကျွန်တော်လာရောက်ပြီးတော့မျှဝေပေးမယ့်အကြောင်းအရာတော့ထိုင်းနိုင်ငံရောက်တန်းလူငယ်မောင်မယ်များအတွက်တင်းကောင်းလာရောက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်မှာနော်ဟုတ်ကဲ့ပါလာမယ့်6ရက်နေ့10လပိုင်း2025ကြာတာပတိနေ့ညနေ8နာရီအချိန်ဇုံးမှာတင်းတန်းဖွင့်ပွဲနဲ့ကျောင်းလူကျောင်းသားများကြိုဆိုပွဲကိုဖွင့်လှစ်ပေးသွားမှာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံရောက်တန်းလူငယ်မောင်မယ်များမိတုမဆိုလာရောက်ပြီးတော့စရင်တွင်းနိုင်ပါလေနော်ကိုကြိုက်တဲ့ ိုင်းနေတတ်တဲ့ဘာသာရက်တွေကိုမှဆင်းရင်လာတွေးပြီးတော့ဆင်းရင်အများဆုံးတွေးတဲ့ဘာသာရက်ကိုအရင်ဥဆုံးဖွင့်လစ်ပေးမှဖြစ်တဲ့အများဆုံး line group မှာကိုကြိုက်တဲ့တိုင်းနေတတ်တဲ့ဘာသာရက်ကိုဆင်းရင်ပေးတွေးနိုင်ပါကြောင်းအတိပေးနှိုးဆော်အပ်ပါတယ်အတင်ကြားပေးသွားမဲ့ဘာသာရက်ကအင်္ဂလိပ်ဘာသာစကားထိုင်းဘာသာစကားကိုရီးယားဘာသာစကားနဲ့တောင်ပုံတုံးဘာသာစကားလေးမျိုးတော့ကိုဖွင့်လင့်တင် जा ပေးတော့မှာဖြစ်ပါတယ်ကိုကြိုက်နေတတ်တဲ့ဘာသာရက်ကိုတက်ကြွချင်းတဲ့ဘာသာရက်ကိုလာရောက်ပြီးတော့စင်း ပေးတွင်းလို့ရပါပြီ။အဲ9ရက်နေ့ဆယ်လပိုင်း2025ကြာတာပတင်းနေ့ညနေ8:00အချိန်ဆုံးမှပြန်လည်ဆုံတွေ့ကြမှာဖြစ်ပါ